ဟယ်လိုစစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်စစ်တော်သူများအားလုံးပဲမင်္ဂလာပါအားလုံးကစိတ်ထိခိုက်ပြီးတော့စိတ်မကောင်းဖြစ်နေမယ်လို့ကျမသိပါတယ်ကျမကိုယ်တိုင်လည်းစိတ်ထိခိုက်ပြီးတော့အားလုံးကိုမြစ်တာပဲပို့နေတာပါ မြစ်တာပို့ယုံကလွှဲပြီးတော့လောလောဆယ်မှာကျမအနေနဲ့လည်းဘာမှဆောင်ရွက်နိုင်တာလည်းမရှိဘူးလို့ယူဆမိတယ်ဒါပေမဲ့ဟိုပေါ့နော်အခုဘယ်လိုပြောရမလဲဟိုအရန်ကိုဆိုးတဲ့ငလျင်ကိုကျမတို့ကြုံလိုက်ရတယ်ပေါ့နော်အဲ့ဒီတော့လေအသက်အိုးအိမ်နေအများကြီးဆုံးရှုံးနေနော်အဲ့တော့ဟိုကျမအနေနဲ့ပေါ့နော်အခုမြမပြည့်ရဲ့ဇာတာရောနော်အခုရှိနေတဲ့ ဂျူရီနက်ခတ်တည်းရဲ့ဇာတာရောကျွန်မစစ်ကြည့်ပါတယ်။ဒါလည်းဟိုကျွန်မဗီဒင်ပညာနဲ့ပေါ့နော်ဗီဒင်ပညာနက်ခတ်တာဗီဒါနဲ့ကျွန်မစစ်ကြည့်ရဲ့အခါကျတော့ကျွန်မဆက်ပြီးတော့ပြောပြရမယ့်ကိစ္စတွေရှိလာတာတွေ့ရပါတယ်။အဲ့တော့ဒါကကျမအားလုံးကိုကြောက်စီဖို့ရွရတာမဟုတ်ပါဘူးတတိထားစီချင်တာပေါ့နော်တတိထားစီချင်တာနောက်တစ်ခုကဒါကိုကျမ ဟိုဒီလိုချိန်မှာဒါကိုပြောသင့်မပြောသင့်ကျမတနေ့လုံးကျမစဉ်းစားတယ်အခုကျမတို့ရှိမှာမနေ့အစော3နာရီ32မိနစ်ပေါ့နော်တနေ့ကုန်ကျမစဉ်းစားတယ်ဘာကြောင့်လဲဆိုရင်ဟို ဂျိုးချောင်းလုံးပူးတယ်လို့ကျမပြောခဲ့တယ်နော်မတ်လမှာဂျိုးချောင်းလုံးပူးနေတယ်လို့ပြောခဲ့တယ်ဟုတ်ပြီအခုနော်ဒီလွန်ခဲ့တဲ့2ရက်3ရက်ကပဲစနီဂျိုးဟာကုံရသည်ကနေပြီးတော့မင်ရသည်ကိုသွားပြီးတော့နော်သွားပြန်ပူးတယ်စနီအပြောင်းပေါ့နော်စနီအပြောင်းကကျမတို့ဒီမှာငလင်လှုပ်တာနဲ့သွားပြီးတော့သွားတူတယ်ပေါ့သွားတိုက်ဆိုင်သွားတိုက်ဆိုင်တာမဟုတ်ဘူးစနီဂျူအပြောင်းလဲဖြစ်တဲ့အတွက်ဒီလိုမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုတွေ့တော့ နောက်ကျမတို့ဘာရှိလဲဆိုတော့အခုမင်ယာတီထဲမှာစနေလာပူးတဲ့အချိန်မှာ Yahoo ရှိနေတယ်။အဲ့တော့စနေရလည်းပပချူဖြစ်တယ် Yahoo ကလည်းပပချူဖြစ်တယ်ဆိုတော့သူတို့နှစ်ခုစုံတာဒါမကောင်းဘူးပေါ့နော်။မကောင်းဘူးစနေနဲ့ Yahoo ကသူကစနေရတော့စနေနဲ့ Yahoo ကသွားတာပြောင်းပြန်သွားကြတယ်။နော်အဲ့တော့တယောက်နဲ့တယောက်ကဥတီယာမတူဘူးပြောင်းပြန်သွားတယ်။အဲအဲ့တော့သူတို့နှစ်ခုစုံတဲ့အချိန်ကာလဟာ ပို့ဆိုးနိုင်မယ်ပေါ့နော်အဲ့လိုဆိုတော့ကျမဒါကိုကျမတွေ့ထားတော့ကျမပြောပြရမလားမပြောရဘူးလားတော့ဒါကျမအလားကိုကျမစဉ်းစားလို့မရဘူးအဲ့တော့ကျမရဲ့ဖေဖေပေါ့နော်ကျမဖေဖေကလည်းပြောတဲ့နယ်ဘာကြောင့်လဲဆိုတော့ဒါဟာသမီးသိတာကိုသမီးပြောခြင်းအဖြစ်เนาะဟိုဘေးရင်ယုံသည်ယုံတဲ့လူပဲဖြစ်စေမယုံတဲ့လူပဲဖြစ်စေ เนาะဒါလေးသိနိုင်တယ်ဟိုဖြစ်နိုင်တယ်ဆိုတာကိုသိတဲ့အခါကျရင်စင်ကျင်လိမ့်မယ်ပေါ့เนาะအဲ့တော့ပြောတဲ့နည်းလို့ကျမဖေဖေကလည်းပြောတယ်။နောက်ကျမကျမဘာဘာကိုလည်းကျမမေးတယ်။ဘာဘာအခု Yahoo နဲ့စနေနေ့ကတော့ main ရာဒီမှာလာဆုံပြီ။ Yahoo ကလည်းသူ့ဟာနဲ့သူဆိုတဲ့ဂျိုပေါ့เนาะစနေရလည်းသူ့ဟာနဲ့သူဆိုတဲ့ဂျိုဖြစ်တယ်။เนาะအဲ့တော့သမီးတို့ဟိုပြောမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကြက်တဲခက်ခဲတဲ့နေ့ရက်တွေကိုကျမတို့ ထပ်ပြီးတော့ရင်ဆိုင်ရနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဂျိုးနှစ်ခုစုံတဲ့အခါမှာနောက်တဘာဝဘေးတစ်ခုလာနိုင်တယ်နော်အဲ့တဘာဝဘေးကပြောမယ်ဆိုလို့ရှင်တော့ရေလဲပါမယ်လေလဲပါမယ်နော်အဲ့လိုဖြစ်တော့ပြောမယ်ဆိုရင် Yahoo နဲ့စနေနဲ့နော် Yahoo ရဲ့ဖြတ်သွားတဲ့အချိန်နဲ့စနေက Yahoo ကဒီလိုသွားတယ်စနေကဒီလိုသူတို့နှစ်ယောက် crossing ပေါ့နော်ဒီ under မှာသွားတိုက်တဲ့အချိန်မှာဒါဟာ ဖြစ်နိုင်နေပေါ့နော်အဲ့တော့အဲ့အသွားတိုက်တဲ့အချိန်ကဘယ်လောက်လဲလို့ပြောရင်နော်ကျမနဲ့ဟိုကျမတွက်တာပေါ့ကျမနဲ့ကျမဖီဖီနဲ့တွက်ကြတာတော့နော်ဒီဧပြီလ18ရက်နေ့လောက်ဖြစ်ဖို့များတယ်နော်ဒါကကျမတို့ကဧပြီလ18ရက်နေ့လို့ပြောပေမဲ့ရှေ့ကိုねကျမတို့နည်းနည်းယူလိုက်မယ်နောက်ကိုနည်းနည်းယူလိုက်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အဲဒီငလင်လောက်သွားတဲ့နေ့ကနော်စနေကအမှန်တော့ဒီမြမပြီရ ပြက်ကလေးနေအရာဆိုရင်စနေရ29ရက်နေ့မှာရွာရာဒီရွှေ့တာပေါ့နော်ဒါပေမဲ့ကဘာပြက်ကလေးမှာကျတော့ तू ကရှေ့ကိုနည်းနည်းလေးယူရတယ်တိုးရတယ်နီးစနစ်နည်းနည်းကွာတော့ရက်တွေနည်းနည်းကွာတယ်ဆိုတော့စနေဝင်နေကူးတဲ့အချိန်ကကျမတို့ငလင်လှုပ်တဲ့အချိန်နဲ့နီးဆက်တယ်အဲ့ဒါတော့ကျမဒါဟုတ်တွေ့တယ်ပေါ့နော်တွေ့တော့အခုလဲဟာ Yahoo နဲ့စနေနဲ့ဖြတ်တဲ့အချိန်ရှိတယ်အဲ့ဒီအချိန်ကိုကျမအရန်စိတ်ပူတယ် နော်မြန်မာအထူးသဖြင့်မြန်မာနိုင်ငံအတွက်ကျွန်မအရန်ကိုစိတ်ပူတယ်အဲ့ဒါကြောင့်နော်ကျွန်မအားလုံးကို၆တာမဟုတ်ပါဘူးနော်တကယ်ကိုတဘာဘာဘေးနောက်တစ်ခုလာနိုင်နေဆိုတာကိုကျွန်မပြောပြချင်တာနော်အဲ့တော့ဘယ်တော့လဲလို့ပြောရင်ဧပြီလတည်းမှာပါဘယ်လောက်လဲလို့ပြောရင်၁ရက်ကနေပြီးတော့20ရက်အတွင်းမှာ ဖြစ်နိုင်ပါတယ်เนาะတကြံကာလလည်း ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့မဖြစ်ဘူးဆိုလို့ရှိရင်တော့ဒါအရန်ကိုကျေစုတရားမယ်ကိစ္စလောသဘာဝတရားကိုအရန်ကိုကျေစုတရားမယ်ကိစ္စဖြစ်သွားပြီဆိုရင်ကျမတို့ဘာမှမတတ်နိုင်ဘူးအဲ့တော့ဘာလုပ်မလဲပေါ့အဲ့တော့ရေရရာပေါ့နော်ကျမကတော့ဖဖေးရှီရလေကျမရေရရာမေးတယ်ဘဘရှီရလေကျမရေရရာမေးတယ်နောက်အဲ့ဒီမာလေးကိုကိုယ့်ဘက်ကကျမတို့ဘက်ကဘာလုပ်နိုင်တယ်လဲလို့ပြောရင် တတနကုံတီးလို့ရတယ်နော်ဟိုတနေ့ကဗီဒီယိုလေးတစ်ခုတွေ့တယ်နော်အဲ့ဒီငလင်လုံနေခါမှာဖះဖះဖះကဲပါโอเคဖះကိုတတာဟုတ်တယ်ဒါပေမဲ့ဖះဖះလို့တမဲ့ဟာပေါ့ကျွန်မတွေးမိတာပေါ့နော်တတနကုံဘာကြောင့်လဲဆိုတော့ကျွန်မဟိုပေါ့နော်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိဒါလေးကိုဘလို့ပဲဆိုတဲ့အချိန်ဖြစ်ဖြစ် ဆိုပါဒါလေးကိုရွတ်ပါလို့ကျမကိုကျမဘပကလည်းပြောဘူးတယ်။နောက်ဝိဇ္ဇာဘပကလည်းကျမကိုပြောဘူးတယ်။အမြဲတမ်းတဏ္ဍကုံတီနေဗုဒ္ဓံတဏ္ဍကိသမိဓမ္မံတဏ္ဍကိသမိတန်ခံတဏ္ဍကိသမိဗုဒ္ဓံတဏ္ဍကိသမိဓမ္မံတဏ္ဍကိသမိတန်ခံတဏ္ဍကိသမိဗုဒ္ဓံတဏ္ဍကိသမိဓမ္မံတဏ္ဍကိသမိတန်ခံတဏ္ဍကိသမိဒါကိုအမြဲတမ်းတီနေသမီးဆိုပြီးကျမကိုဝိဇ္ဇာဘပကလည်းပြောဘူးတယ်။အဲ့တော့ တလနဲ့ကုန်းကိုဒီစေ့ချင်တယ်ဖဖေးကိုကျမကဟုတ်ပြီဖဖေးအဲ့လိုစုံတဲ့အခါရတရာနေနဲ့ဘလူတွေပြင်ဆင်လို့ရလေလို့မေးတော့ဖဖေးကလည်းဝိဇာဘဘပြောတာနဲ့တော့တူတယ်ဗုဒ္ဓန္တနကိစ္ဆာမိဓမ္မန္တနကိစ္ဆာမိတဏ္ဍန္တနကိစ္ဆာမိတရဏကုန်းကိုတီခိုင်းသမီးတဲ့နှုတ်ကနေတောက်လျှောက်ရွတ်နေတဲ့တရဏကုန်းကိုတဲ့ငလင်ကြုံရင်လည်းငလင်ကြုံနဲ့ အခုလဲငလင်နေလှုပ်နေတာเนาะငလင်အသေးလေးတွေလှုပ်နေတယ်เนาะအဲ့ဟာမျိုးဆိုလို့ရှင်လဲဗုဒ္ဓံတန်ကစားမိဓမ္မံတန်ကစားမိတန်ကန်တန်တန်ကစားမိတောက်လျှောက်ရွတ်ပါတဲ့ဒါဆိုရင်เนาะလွတ်တယ်အရန်အစွမ်းထက်တယ်တဲ့ကျွန်မဖေဖေကပြောတယ်ဘာဖြစ်လို့လဲလို့ပြောရင်เนาะနှုတ်ကနေတောက်လျှောက်ရွတ်ပါတဲ့เนาะအဲ့ဒီတရဏဂုံ၃မရဲ့အစွမ်းကလေဒါကျမကိုယ်တိုင်လေးကြုံခဲ့ရဘူးတဲ့เนาะ ဟိုဖေဖေတို့ဖေဖေလေးတရဏဂုံနဲ့ပဲနော်သူ့ရဲ့ရှေ့မှာဒီ40မမဘုံသီးကြတာတောင်မှနော်သူ့ကိုလာမစင်ဘူးဒါကြုံခဲ့ရတယ်အဲ့လိုပဲနော်နိုင်ငံကြီးအကျဉ်းသားတယောက်ကိုအဲ့ထောင်လေးကလူတွေကဝိုင်းရိုက်ကြတာရိုက်တာမှပပဆက်ဆက်ရိုက်တာအဲ့ကလေးကအော်သူတို့ သေတော့မှာပဲသူတို့ငါ့ကိုတေးအောင်ရိုက်ကြမှာပဲလို့သူကတွေးတာတဲ့အဲ့လိုတွေးတဲ့ခါကျတော့သူ့စိတ်ထဲမှာဘာဖြစ်လာလဲဆိုတော့ကဲတေတော့မယ်အတူတူကွာငါတဏဏကုံလေးတီးပြီးတော့ပဲငါတေတော့မယ်ဆိုသူတို့ရိုက်နေတဲ့အချိန်မှာဗုဒ္ဓံသံဃာမိတဗန္ဒံသံဃာမိတန်ဃာန္ဒံဗုဒ္ဓံသံဃာမိတဗန္ဒံသံဃာမိတန်ဃာန္ဒံသံဃာမိဗုဒ္ဓံသံဃာမိတဗန္ဒံသံဃာမိတန်ဃာန္ဒံသံဃာမိဆိုပြီးတော့တောက်လျှောက်ကိုတဏဏကုံတီးတာအဲ့လိုတီးတဲ့ခါကျတော့တဲ့နော်အရိုက်ခံနေရင်တဲ့တဏဏကုံတီးတဲ့ခါကျတော့သူ့ရဲ့ကြောပေါ်ကိုတဲ့ နော်ခေါင်းအောင်နေမှုရရလာတင်ပြီးတော့ရိုက်တယ်လို့ပဲသူမှနာကျင်မှုလုံးဝမရှိဘူးတဲ့အဲ့ဒါကဒါအယမ်းကိုသူကလေဟိုကျမတို့ဖေဖေကိုပြောပြရတယ်ဖေဖေကလည်းဒါကျမကိုပြန်ပြောပြရတယ်ကျမကိုယ်တိုင်လေအဲ့ဒီဗုဒ္ဓံသံကိစ္စမိတပန်းံကိစ္စမိတန်ကန်တန်ကိစ္စမိတခုခုကြုံနိုင်ကျမအငြင်းတန်းအဲ့ဒါကိုကျမရွတ်တယ်တရဏဂုံတည်တယ်ပေါ့နော်ဆိုတော့ပြောချင်တာကတရဏဂုံကိုအတက်နိုင်ဆုံးအရေးရဲ့အကြောင်းရေပေါ်လာခဲ့ရင်တရဏဂုံကိုတည်ပါ ဒါကိုကျွန်မတခုပြောပြရစီနောက်တစ်ခုကကျွန်မဖေဖေကပြောတယ်ဒါဟာတော့အဲ့လိုမျိုးနှစ်ခုစုံတဲ့ကာလဟာအရန်ဆိုးတယ်အဲ့တော့ကြူပြီးတော့ပြင်ဆင်မှာသမီးကအခုပြောလိုက်ရင်နည်းနည်းတော့ရက်ကလိုသေးတယ်သို့တော့အခုကလေးကနိုင်တယ်လို့ကြူပြီးတော့ပြင်ဆင်မှာလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းခြင်းတယ်နော်အဲတံမြာသည်ဆယ်လုံးဖျားမှာယူပါတံမြာသည်ဆယ်လုံးနော်တံမြာသည်ဆယ်လုံးကိုကိုက ယာဟုနဲ့စနေနဲ့တွေ့တာဆိုတော့လေနော်တံမြာသီးဆယ်လုံးကိုဖះမှလှူပါနောက်တစ်ခုကဘဲသွားသွားတံမြာသီးတစ်လုံးကိုဆောင်းသွားပါအမျိုးသမီးတွေဆိုလဲပတ်စံအိမ်လေးထဲမှာတံမြာသီးတစ်လုံးထည့်သွားအမျိုးသားတွေဆိုလဲအိတ်ထောင်လေးပဲဖြစ်ဖြစ်နော်ဘဲထဲမှာကားပေါ်မှာလဲတံမြာသီးတစ်လုံးထားအိမ်မှာလဲတံမြာသီးဆောင်းပြီးတံမြာသီးလှူပေးပါနော်တံမြာသီးလှူပါတံမြာသီးတစ်လုံးကိုဆောင်းထားပါနော်နောက်တစ်ခုကကျတော့ယာဟုစွန့်ကပ်ပါယာဟုကဘာလဲလို့ပြောရင်စံပြုတ် နော်စံပြုတ်ကိုတကြားခတ်ပြီးတော့ Yahoo ဆုံးကတ်ပါဒါကတော့ကျမရဲ့ဘဘပြောတာသမီးရဲ့ Yahoo ဆုံးကတ်ခိုင်းပါတဲ့ Yahoo ဆုံးကတ်ခိုင်းလိုက်တဲ့အဲ့လိုပြောတယ်အဲ့တော့ဒီချိန်မှာတော့တချို့လူတွေအရန်ခတ်ခဲတဲ့အတွက်နော်ဆုံးကတ်ဖို့တောင်မှနော်တချို့လူတွေအဆင်မပြေရဲ့လူရှိရဲ့လေနော်အဲ့တော့ဒါပေမဲ့လေနော်ဖြစ်နိုင်မယ်ဆိုရင်တော့စံပြုတ်သေးဘူးတကြားလေးထည့်တကြားလေးထည့်ပြီးတော့ Yahoo ဆိုကတ်ပါပေါ့နော်ဒါကတော့ ဟိုလုံနိုင်တဲ့လူလုံပါပေါ့နော်မလုံနိုင်ဘူးဆိုရင်လည်းတံညာသီးလေးတွေတံညာသီးလေးတွေဖះအောင်ကိုယ်မှာတလုံးပဲရှိရှိဖះအောင်လူလူပြီးလို့ရှိရင်တံညာသီးလေးစောင်းထားပေါ့နော်အဲ့ဒါလေးတော့လုံပါပြီးလို့ရှိရင်နော်တရဏဂုံစိတ်တယ်လို့ပဲနောက်တစ်ခုကဂုံတော်ကိုးပါးကိုပူဇော်လို့ရပါတယ်အရဟံနော်ခါတလီကြရင်တမတို့အကျက်တဲ့ခက်ခဲတွေအများကြီးတွေ့ရပါတယ်နော်တေလူမျိုးပါတေတော့မေဟာငါတေတော့မှာပဲလို့ကြွားတဲ့အချိန်ကြီးကျွန်မမှာရှိခဲ့တယ် နော်တကယ်ရှိခဲ့တယ်ကျမနော်ဒီနာဂစ်ကိုကြုံတဲ့အချိန်လုံးကလပွတ်တာဘက်မှာကျမတို့သွားပြီးတော့သွားပြီးတော့တည်င်းနေယူရတဲ့ကာလနော်အဲ့ဒီထဲမှာမြစ်ကိုဖြတ်တဲ့ခါမြစ်မှာမုန်တိုင်းမိတယ်ကျမမုန်တိုင်းမိတယ်မိတဲ့ခါကျကျမဘာလုပ်ရမလဲဘာယူရမလဲမသိဘူးတံပုတ်တွေအဆအဆုံးရွတ်ပေါ်တံပုတ်တွေလည်းမရတော့ဘူးအဲ့တော့ဘာပဲညွတ်နေလဲဆိုတော့လေခေါင်းကိုလုံးဝငုတ်ပြီးတော့ကိုဗုဒ္ဓံတန်ကိစ္စမိဓမ္မံတန်ကိစ္စမိတန်ခမ်းတန်ကိစ္စမိဒါဘယ်ကျမတောက်လျှောက်ညွတ်နေတာနော် နောက်တစ်ခုကဘာလဲအရဟံ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 လည်းပွားလို့ရတယ်ဗုဒ္ဓံတဏ္ဍာန်ကိသာမိဓမ္မံတဏ္ဍာန်ကိသာမိသံဃံတဏ္ဍာန်ကိသာမိဒါကိုလည်းတောက်လျှောက်ပွားလို့ရပါတယ်เนาะအဲ့တော့ကျွန်မပြောချင်တာကဧပြီလထဲမှာတဘာဝဘေးတစ်ခု ရှိပါတယ်အဲ့ဒီဘေးဟာကြီးပါတယ်เนาะကျွန်မတို့အခုစနေအပြောင်းမှာတောင်းကျွန်မတို့ဒီလောက်ခံလိုက်ရတာ နော်စနေနေ့ Yahoo နဲ့တွေ့တဲ့အချိန်ဟာကျမတို့ဂယုစားရမယ်အချိန်ကာလတခုဖြစ်ပါတယ်နော်မဖြစ်ဘူးဆိုရင်တော့အဲ့ဒါအရန်ကောင်းပါတယ်နော်ဖြစ်နိုင်ဖို့အတွက်80ရာခိုင်နှုန်းလောက်ကရှိနေတယ်အဲ့ဒါမြန်မာနိုင်ငံတနိုင်ငံတည်းတော့မဟုတ်ပါဘူးနိုင်ငံတကဘာလုံးနဲ့ဆိုင်ပါတယ်နော်တကဘာဂျူရီဆိုတာကျမတို့ဂျူရီကောင်းကင်ကဂျူရီသွားနေတာ ဒါကဘာကြီးနဲ့ဆိုင်တဲ့အတွက်မြန်မာနိုင်ငံကပဲဂရုစိုက်ရမှာမဟုတ်ပါဘူးအခြားနိုင်ငံမှာနေထိုင်တဲ့လူတွေကလည်းเนาะဒီကာလတွေမှာဂရုစိုက်ပြီးပါအထူးသဖြင့်ဧပြီလ10ရက်နေ့ကနေပြီးတော့ဧပြီလ20ရက်နေ့အတွင်းဟာเนาะ Yahoo နဲ့စနေနဲ့เนาะ crossing ဖြတ်ပြီးတော့ under တူတဲ့အချိန်ထိတ်တိုက်နှစ်ခုထိတ်တိုက်တွေ့တဲ့ကာလဖြစ်ပါတယ်အဲ့ဒါကြောင့်ကျမကအားလုံးကိုမြတ်တာနဲ့တော့ဒါမျှဝေပါတယ်เนาะကျမလည်း အားလုံးကိုကျွန်မမြစ်တာပို့ပေးနေပါတယ်နေ့တိုင်းကျွန်မတရားလဲထိုင်နေမြစ်တာလဲပို့တယ်ကျွန်မတခြားဘာမှကျွန်မလုံးမပေးနိုင်လဲအတွက်ကျွန်မမြစ်တာပို့ပေးတယ်အားလုံးကိုအဲ့တော့အခုလဲကျွန်မတက်ထားတဲ့နက္ခတ္တဒေတာပညာရဲ့နဲ့ကြည့်တယ်ကျွန်မတယောက်တည်းရဲ့အပြောအမြင်လဲမဟုတ်ပါဘူးကျွန်မကြည့်တယ်ဖဖေကိုကျွန်မဖဖေကိုမေးတယ်ကျွန်မဖဖေကလည်းနက္ခတ်ကို တက်ပါတယ်เนาะကျွန်းချမ်းကျင်ကိုဖေဖေလည်းတက်တော့ဖေဖေကိုမေးတော့ဖေဖေကလည်းဟုတ်တယ်တဲ့ဒါစုံတော့မယ်တဲ့ကျမဘဘကိုလည်းကျမမေးတယ်ဘဘကလည်းဟုတ်တယ်စုံတော့မယ်တဲ့အဲ့ခါကျရင်ပို့ပြီးတော့စိုးနိုင်တယ်တဲ့ဘဘကအဲ့လိုပြောတယ်အဲ့တော့ကျမစိုးလိမ့်မယ်ဘာဖြစ်တဲ့အလန်တကြားကျမမပြောရက်ပါဘူးတကယ်လေးကျမအဲ့လိုမပြောချင်ဘူးဒါပေမဲ့เนาะကြုံလာပြီးအခါကျရင်တော့ကျမတို့ ကြိုတင်ပြီးတော့စီစဉ်ပါကြိုတင်ပြီးတော့ကာကွယ်ပါเนาะအဲ့တော့တရဏဂုံကိုဆိုပါရွတ်ပါပူဇော်ပါပြီးရင်ဂုံတော်၉ပါးကိုပတိတစ်ပတ်လောက်တော့စိတ်ပါเนาะကျမလည်းအများရန်ပတိစိတ်တယ်เนาะကျမပတိအများရန်စိတ်တယ်စိတ်တဲ့ခါကျရင်ကျမရဲ့ဂုံတော်၉ပါးကိုကျမကဒါအများရန်စိတ်ဖြစ်တယ်အဲ့တော့ဟိုအခုချိန်မှာလေဂုံတော်၉ပါးကိုပတိစိတ်ပေးပါလို့ကျမကเนาะ ိုက်တွန်းပါတယ်မြစ်တာနဲ့တိုက်တွန်းပါတယ်ပြန်ပြောမယ်ခုံတော်၉ပါးကိုပတိစိတ်ပေးပါသံမြာသည်၁၀လုံးဖျားမှာလှူပါเนาะအဲ့ဒီကာလတွေမှာဂယုတဆိုင်နဲ့နေပါเนาะပြီးတော့တကြံတွင်းကာလမှာအပျော်အပါးမလုံပါနဲ့အပျော်အပါးကိုပေါ့เนาะဘာကြောင့်လဲဆိုရင်အန္တရာယ်ဘေးတဘာဝဘေးဟာကြာလာနိုင်တဲ့ကာလဖြစ်တဲ့အတွက်เนาะကျမတော့မလုပ်စီချင်ပါဘူးနောက်တစ်ခါတော့ကျမတို့ဟိုဟိုစနေနေ့ယာဟုဟာ နော်ပြောမယ်ဆိုလို့ရှိရင်တော့မင်းယာဒီမှာရှိနေတဲ့အတွက်မင်းယာဒီမှာလက်ရှိတဲ့လူတွေဆန်းရှိတဲ့လူတွေကဂယုဆိုင်ရမယ့်ကာလဖြစ်ပါတယ်နော်အဲ့တော့မင်းယာဒီမှာဆန်းရှိတဲ့လူတွေလက်ရှိတဲ့လူတွေကဒီနှစ်ကဂယုဆိုင်ရမယ့်နှစ်ဖြစ်ပါတယ်နော်ယာဟုကဘယ်လောက်နေတယ်လဲလို့ပြောရင် तू ကတနှစ်လောက်နေတယ်နော်အဲစနေတနှစ်ခွဲနေတယ်ယာဟုကစနေရတော့သူကသုံးနှစ်နီးပါးနေတယ်အဲ့တော့ ဒီကာလမှာတော့ဒါဂယူဆိုင်ရမယ့်ကာလတွေမှာပါပါတယ်เนาะကျမတို့ရောတကဘာလုံးကောเนาะစနေနေ့ယာဟုနဲ့အတူတူမယာဒီမှာနေနေတဲ့ကာလဟာဒါခက်ခဲတဲ့ကာလဖြစ်ပါတယ်အဲ့တော့ဒီကာလမှာစိတ်ကောင်းစေတနာကောင်းထားပါအချင်းချင်းကုညီဖို့ကျမတို့အချင်းချင်းတယောက်ကိုတယောက်ကုညီဖို့เนาะဒါကို ဟိုကျမလည်းနှလုံးသွင်းပါတယ်အဲ့တော့အများကြီးလည်းမပြောတော့ပါဘူးနော်အဲ့တော့ကျမပြောချင်တာကတဏ္ဍဂုံကိုအရေးရဲ့အကြောင်းရယ်ဆိုရင်ဗုဒ္ဓံတဏ္ဍံစာမိဓမ္မံတဏ္ဍံစာမိတန်ခံတဏ္ဍံကိစ္ဆာမိတဏ္ဍဂုံဒီပါအရဟံ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 ဒီလိုရပါတယ်ဗုဒ္ဓော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 ဒါမျိုးလေးတွေပေါ့နော်ဒါလေးတွေကိုရွတ်ပါခလုတ်တိုက်ရင်တောင်မှဆဲပြီးတော့မတိုက်ပါနဲ့ခလုတ်တိုက်ရင်တောင်မှဟေးဟိုကျမဗီဒီယိုတွေကြည့်ကြည့်ရပါတယ်တချို့ဗီဒီယိုတွေမှာဆဲတာမဆဲပါနဲ့ခလုတ်တိုက်တယ်ဆိုရင်တော့မှတော့ဗုဒ္ဓခလုတ်တိုက်လို့ရအရဟံ ယူလို့ရတယ်ဗုဒ္ဓံတန်ကိသမိဓမ္မံတန်ကိသမိတန်ကန်တန်ကိသမိဒါလေးတွေယူလို့ရတယ်เนาะလမ်းပေါ်ကနေဟိုငလင်လှုပ်သွားတဲ့ခါကျတော့ညီကြီးကအမှန်တော့ကျမတို့က နော်အောက်မှာရေတွေပဲရှိတာရေပေါ်မှာမြေတီးတာအဲ့တော့မြေကြီးကွဲလာပြီဆိုရင်ရေထွက်လာမှာပဲအဲ့ဒါသဘာဝပဲအဲ့တော့ဒါတွေဟာနောက်ဆက်တွဲပေါ့နော်သဘာဝဘေးအနေနဲ့လေမုန်တိုင်းတွေလာနိုင်တယ်ဆိုတာပညာရှင်တွေပြောတယ်ကျမကတော့ဘေးရင်ပညာနဲ့ကြည့်တော့ဒီတစ်ခါသဘာဝပြက်လေလဲပါမယ်ရေလဲပါမယ်ရာဟုဖြစ်တဲ့အတွက်လေရောရေရောပါမယ်လို့တွက်မိတယ်တွက်မိတဲ့အခါကျတော့အာမုန်တိုင်းကလည်းပြောတော့အော်မုန်တိုင်းနဲ့များသာသွားဟက်မိတာပေါ့နော်အဲ့တော့ ဘလို့ပဲပြောပြောကျမကတော့စနေနေ့ရာဟုနဲ့ဂျုံနဲ့အချိန်အတွက်ကိုကျမကစိတ်ပူတယ်အဲ့ဒါကြောင့်သန္တနကုံတီပါเนาะတံမြာသီးဆယ်လုံးကိုဖះမှာလှူပါเนาะဆံပြုတ်တကြားဆံပြုတ်ပေါ့เนาะဆံပြုတ်ထဲကိုတကြားဖြူမယ်ဆံပြုတ်ကိုတကြားဖြူပြီးတော့ဖះမှာလှူပါအိတ်ထဲမှာတံမြာသီးတစ်လုံးကိုအငြင်းတန်းဆောင်ထားပါတနေ့ကိုဂုံတော်ကိုပါပတိတပတ် နေတိုင်းစိတ်ပါအချိန်ရတယ်ဆိုရင်တော့ပရိတ်ကြီးဆက်တတုတ်ကိုနော်အပန်ထွက်ပြီးတော့ပရိတ်ကြီးဆက်တတုတ်ကိုအိမ်မာလဲဖွင့်မဲကိုယ်တိုင်းလဲရွတ်မဲဒါမျိုးတွေလုပ်ပါလို့ကျမကအားလုံးကိုမြတ်တာနဲ့တိုက်တွန်းပါတယ်ရှင်အဲ့တော့ကျမကိုခွင့်ပြုပေးပါနော်ကျမလည်းအားလုံးအတွက်ကိုကျမလည်းမြတ်တာပို့ပြီးတော့ကျမလည်းဆုတောင်းပေးနေပါတယ်နော်ကျမတက်နိုင်တာအကုန်လုံးကျမလုပ်ပါမယ်အခုတော့ဒါမြတ်တာပို့ဆုတောင်းဒါပဲကျမအခုလုပ်နိုင်တဲ့အတွက်တော့ ဒါလေကျမအနေနဲ့အကောင်းဆုံးလုပ်ပါမယ်မြန်မာနိုင်ငံအတွက်ကောတကဘာလုံးအတွက်ကောကျမတက်တဲ့နက္ခတ္တဗေဒပညာနဲ့အငြင်းတန်းဒါသွက်ချက်ပြီးတော့เนาะအတိပေးစရာပေးလိုက်ပေးရမယ်အတိပေးသင့်ပေးလိုက်တာဒီဟိုကျမပြဝေးပါမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ချစ်တော်သူများအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေနှလုံးစိတ်ဝမ်းအေးချမ်း၍ဘေးကင်းလိုရာပြည့်ကြပါစေရှင်ကျမတို့ပြန်ဆုံပါမယ်เนาะကျမတို့ပြန်ဆုံပါမယ်